င်ကာပူနိုင်ငံမှာမင်္ဂလာဆောင်တစ်ခုကနေလက်ခွက်ငွေဒေါ်လာ9000နီးပါးအခိုးခံရမှုဖြစ်ခဲ့ပြီးခိုးယူသွားသူကိုထောင်နဲ့ချမှတ်လိုက်တယ်လို့သိရပါတယ်။စင်ကာပူနိုင်ငံမှာစင်ကာပူဒေါ်လာ9000နီးပါးလက်ခွက်ငွေခိုးပြီးတော့လောင်းစားအတွက်သုံးဖြုံးခဲ့သူတို့ကိုထောင်နဲ့များစွာချမှတ်ခဲ့ပါတယ်။ပြရတဲ့အဘီလာကဖြစ်ခဲ့တာပါမင်္ဂလာပွဲကျင်းပတဲ့ဇုံလုံးတွေဟာသူတို့ရဲ့လက်ခွဲငွေတွေစုထည့်ထားတဲ့ပုံးတွေပျောက်ဆုံးနေတာသတိထားမိတော့ပါလေ အဲ့နောက်ပြောစရာနေကစိတ်ရှုပ်စရာနေဖြစ်ပြောင်းလဲသွားပါတယ်။စင်ကာပူကမင်္ဂလာဆောင်တွေမှာကံကောင်းစေဖို့ရည်ရွယ်ပြီးလက်ဖွဲ့ငွေကိုအဒီရောက်စာအိတ်တွေထဲထည့်ပြီးပေးလိမ့်ရှိပါတယ်။အဲ့ဒီစာအိတ်တွေကိုပုံးနေတဲ့ထဲထားရကနေတရခံဖြစ်တဲ့လီယီဝေကပုံးနှစ်ပုံးကိုခိုးသွားခဲ့တာလို့ဆိုပါတယ်။လက်ဖွဲ့ငွေတွေခိုးခံရတဲ့ကိစ္စမင်္ဂလာပွဲမှာတော့ကမသိခဲ့ပါဘူး။ဒါပေမဲ့နောက်ပိုင်းမှာ ပျောက်ဆုံးနေကြအောင်စင်းရဲစရာလည်းမတိကြတဲ့အတွက်ကြောင့်ဒီကိစ္စကို မင်္ဂလာဇနီးမောင်နှံကရဲစခန်းမှာဟူးခွင့်တန်းကြားခဲ့ပါတယ်။ရဲတွေကချေအကန်စုံစမ်းပြီးတော့ခိုးယူတဲ့သူကို ရှာဖွေဖမ်းဆီးခဲ့ပါတယ်။ခိုးယူတဲ့သူလီယီဝေဆိုသူဟာလည်းမင်္ဂလာပွဲကျင်းပတဲ့ဟိုတယ်မှာစပွဲတို့အဖြစ်လှုပ်လှုပ်ပူပြီးမင်္ဂလာခမ်းမနဲ့လက်ဖွဲ့လက်ခံတဲ့နေရာတွေအစီအစဉ်အချပြည်စင်ထရအားလုံးကိုကောင်းကောင်းကြီးအကျွဲတွေရှိသူပါ။သူကအရင်ကလည်းမင်္ဂလာပွဲတွေမှာအဲ့ဒီလိုမျိုးစာဖစ်ပေးပူပါတယ်။ အဲ့ဒီလီဝေဟာဖိတ်ကြားခံတဲ့စင်းထဲမှာမပါပေမဲ့သူကဟိုတယ်ဝင်တယ်လို့လို့ရောက်နေပါလေမင်္ဂလာပွဲနေ့မှာရောက်လာခဲ့ပြီးတော့အခြေအနေပေးတဲ့အချိန်မှာလက်ဖွဲ့ငွေစာရိုက်တွေထည့်ထားတဲ့ပုံးတွေကိုလစ်တုပ်သွားတာလို့ဆိုပါလေစင်ကာပူတရားဝန်ကတော့အဲ့ဒီပုံကိုပြစ်မှုထင်ရှားတဲ့အတွက်ထောင်တစ်နှစ်အမိန့်ချခဲ့ပြီးငွေကြေးတွေကိုလည်းပြန်လျော်ရမယ်ဆိုပါလေ တကယ်လို့ပေးရဖို့ပြက်ွက်ရနောက်ထပ်ထောင်နဲ့ရက်တရာစီထပ်တိုးတော့မှာဖြစ်ပါလေလီယူရစင်ကာပူဒေါ်လာ5000လောက်ဒီပါလောက်ခွဲကိုတွေခိုးပြီးတဲ့နောက်အဲ့ဒီတဲက12000ကျော်ကို၄နာရီအတွက်လောင်းကစားဝိုင်းနေတဲ့ဝယ်စားသစ်တွေဝယ်ရမှာတော့ဖြုံးဖြစ်ပါလေနောက်ပြီးတော့ငွေတော်များကိုလည်းလောင်းစား unit တွေဝယ်ဖို့တုံးခဲ့ပြီး3ရက်အတွင်းလောင်းကစားမှု195ကိုလုပ်ခဲ့ပါတယ်သူ့ဖမ်းမိချိန်မှာသူ့စီမှာစင်ကာပူဒေါ်လာ3000လောက်ပဲကျန်ပါတော့တယ် စင်ကာပူမှာငွေကြေးလက်ဖွဲ့ခြင်းဟာမင်္ဂလာပွဲကုန်ကြစိတ်အတွက်အပရိသတ်တွေကဝိုင်းဝန်းပံ့ပိုးကူညီတဲ့သဘောလိုမှတ်ယူရလေးရှိပါလေ။လီယူဝေအနေနဲ့သူခိုးခဲ့တဲ့လက်ဖွဲ့ငွေကိုပြန်ပေးနိုင်မလားဆိုတာရှင်းလင်းမသိရသေးပါဘူး။တွာမေလမှာတည်းကဖန်စီချုံအောင်ခံထားပြီးခုခံမှာတော့တရားရုံးရဲ့အစီရင်ချက်အရပြစ်ဒဏ်ကျခံရပြီဖြစ်ပါလေ။